အားလုံးပဲမင်္ဂလာပါဗျာဒီနေ့က2025နိုဝင်ဘာလ9ရက်နေ့ဒုတိယမြောက်ပို့ပေါ့နော်မြို့သမီးတယောက်ကအောက်မှာကိုကျော်ကြီးတဲ့ဟိန္ဒူဘာသာကဗုဒ္ဓဘာသာနဲ့တူတယ်လို့လာပြီးတော့ပြောထားတယ်တဲ့အဲ့ဒါ၄ကိုဖြည့်ရှင်းပြပါတဲ့တူလားမတူဘူးလားဆိုတာဘာသာတရားအားလုံးမှာတူလာ၄ရှိတယ်ဘာ၄တူတယ်လဲလို့မေးလို့ရှိရင်အခြေခံဓာတ်တဘာဝ၄ရရှိဖို့အတွက်လုတ်တဲ့နီလန်းနေမှာတူလာ၄ရှိတယ်မတူလာ၄လည်းရှိတယ်အားလုံးက ဘာသာတရားအလုံးကဘာကိုတုံတင်တယ်လဲလို့မေးလို့ရှိရင်အခြေခံဓာတ်တွေကိုတုံတင်တယ်ဘလို့တုံတင်တာလဲအခြေခံဓာတ်တွေကဘာလဲလို့မေးလို့ရှိရင်ယုံညံ့တဲ့ဓာတ်ရှိတယ်အလေအလက်ဓာတ်ရှိတယ်အမြင့်ဓာတ်ရှိတယ်ယုံညံ့တဲ့ဓာတ်ဆိုတာတော့အာဟုတုတရားတွေသူများကကိုမနာလိုတာမုန်းတီးတာဝန်တူတာအိတ်တာမစ္စတီးယားစတဲ့တရားတွေဂုံတိုက်တဲ့ဇာတ်ကားတွေအဲ့ဒါမျိုးတွေသူတစ်ဖက်သားပျက်စီးချောင်းတွေသူတစ်ဖက်သားဒုက္ခရောက်ချောင်းတွေကြံစီနေတာကိုအញ្ញံဓာတ်တွေလို့ခေါ်တယ်ဟုတ်ပြီနော် အဲ့ဒီအညံ့တက်တွေတဲ့စန့်ကျင်ဘက်အရက်ကိုယူလိုက်လို့ရှိရင်သူတစ်ဖက်သားတွေကောင်းစားစီခြင်းတာချမ်းသာစီခြင်းတာကြီးပွားစီခြင်းတာပညာတွေတက်စီခြင်းတာဒါတွေကြတော့အမြင့်တက်ဟိုကအညံ့တက်ဒါကအမြင့်တက်အဲ့ဒီအမြင့်တက်မှာအလေအလက်ဖြစ်တဲ့ခါကျတော့ကုသိုလ်အကုသိုလ်ကိုရောပြီးလှုပ်တာသူအယမ်းကြီးလဲကောင်းလာတယ်မဟုတ်ဘူးအယမ်းကြီးညံ့လာတယ်မဟုတ်ဘူးမကောင်းတဲ့စိတ်မွေးလာလို့ရှိရင်ခဏတစ်ဖြုတ်နဲ့ပြီးသွားတယ်အယမ်းကြီးကိုလုံလုံကဲကဲကြီးဆွဲမထအောင်ဒါဆိုရင်အလေအလက်တက်ခေါ်တာပေါ့အမြင့်တက်ရှိတဲ့ပုံပုံတွေကြတော့ မေတ္တာဆိုရင်မေတ္တာကိုဇံရတဲ့အထိတရဝံတဦးတယောက်ပေါ်မှာစိုးစင်များပွဲစိတ်ကလေးတကောင်ကိုတောင်မှတိတ်ကြည်ပျက်စီးစုစီလိုတဲ့ဆန္ဒလုံးလုံးမရှိပဲနဲ့မေတ္တာကိုဇံအဖြစ်နဲ့ဝင်စားအထက်ကြောင့်အမြင့်တက်တယ်။မြမဘုံကိုအဲ့ဒီဓာတ်ကြီးကအကျိုးပေးတယ်။နောက်ထပ်အဲ့ဒီဓာတ်ကြောင့်ပဲအဲ့ဒီဓာတ်နဲ့သက်ဆိုင်တဲ့တတဝါဘုံတစ်ခုကိုအကျိုးပေးတာ။ဒါဒီကတော့ဘာသာတရားတိုင်းမှာတူညီမှုရှိတယ်။မတူတာကဘာလဲလို့မေးလို့ရှိရင်ဗုဒ္ဓဘာသာက အဲ့ဒီဓာတ်တွေအလုံးကိုဖျက်ဆီးနိုင်တဲ့စွမ်းအားရှိတယ်။အញ្ញံဓာတ်ကောအလေဓာတ်ကောအမြင့်ဓာတ်ကောအဲ့ဒါတွေအလုံးကိုဖျက်ဆီးနိုင်တဲ့စွမ်းအားရှိတယ်။အခြားသောဘယ်ဘာသာမှာမှအဲ့ဒီလိုနီးစနစ်မရှိဘူး။အခြားသောဘာသာတွေအလုံးကအဲ့ဒီဓာတ်တွေနဲ့အတူတူအဲ့ဒီဓာတ်တွေခိုင်မြဲတဲ့ဘဝကိုလိုချင်တယ်။ဒီလောကကြီးတွေကတက္ကဝပြောက်သွားမှကိုသူတို့အယံဆိုးရင်။အဲ့တော့ဗုဒ္ဓဘာသာကဗုဒ္ဓရဲ့အဆုံးအမကလောကကြီးထဲမှာတက္ကဝကိုချုပ်ငြင်းသွားဖို့အတွက်လုပ်တာ။ တတဝါဆိုတဲ့ဒီခန္ဓာလေပတ်နေတာကိုခြုံငင်းသွားဖို့အတွက်လုပ်တာအချမ်းသောဘာသာအလုံးကတတဝါတစ်ခုက ကောင်းကောင်းကြီးခံစားရတဲ့ကာမဂုဏ်တရားတွေကိုအမြင့်ဆုံးခံစားပြီးတော့မသေးတာကိုလိုချင်တာအဲ့ဒီမှာဘာသာတရားအလုံးနဲ့ဗုဒ္ဓဘာသာကဖြောင်းဖြောင်းဆန့်ကျင်ပြီးလွဲသွားတာအဲ့တော့ဟိန္ဒူဘာသာနဲ့အခြေခံအယူဝါဒတွေကိုကြည့်မယ်ဆိုဟိန္ဒူဘာသာနဲ့မှမဟုတ်ဘူးဘယ်ဘာသာနဲ့မှဗုဒ္ဓဘာသာရဲ့အခြေခံအယူဆသည်လုံးလုံးမတူဘူး၊ကွဲပြားတယ်အဲ့တော့ တတဝါလို့ပြည့်ညက်လိုက်လို့ရှိရင်လည်းအခြားသောဘာသာတွေနဲ့ဗုဒ္ဓဘာသာမှာတတဝါပြည့်ညက်ခြင်းကအလွန်မတန်ခြားနာတယ်။ဘလို့ခြားနာတာလဲလို့မေးလို့ရှိရင်အခြားသောဘာသာတွေအလုံးကမသေးတဲ့တတဝါတဝူရှိတယ်။အဲ့ဒီတတဝါတဝူကတည်တတ်တဲ့တတဝါတွေကိုဖန်ဆင်းတယ်။ပြီးရင်အဲ့ဒီတတဝါတွေတည်သွားလို့ရှိရင်သူ့စကားနားထောင်တဲ့တတဝါတွေကိုမသိရအတက်ကိုပြီးမယ်။ဒါမျိုးအယူဝါဒ။မြတ်စွာဘုရားရဲ့သာသနာမှာ တတ္တဝါကိုပြည့်ညက်တဲ့အခါမှာခန္ဓာ၅ပါးနဲ့ပြည့်ညက်တယ်။အဲ့တော့မြမကြီးပဲဖြစ်ဖြစ်ဖန်ဆင်းရှင်တူပဲဖြစ်ဖြစ်အစိုးရသူတူပဲဖြစ်ဖြစ်သူ့မှာရုပ်တရားရှိတယ်။စကားတွေပြောတယ်။ဒါဆိုရင်သူ့မှာအတန်ရုပ်ရှိတယ်။သူ့မှာ သူ့ကိုမြင်နိုင်စေတဲ့အယောင်တွေပြနိုင်တယ်အလင်းတွေပြနိုင်တယ်ဆိုရင် သူ့မှာအလင်းဆိုတဲ့ရုပ်တွေရှိတယ်။အဲ့တော့ဒီအလင်းတွေအတန်တွေဒီဘဲပေါ်မှာမှီညမ်းတာလဲဆိုပထဝီတေဇောအာဘောဝါယောဆိုတဲ့ဓာတ်တွေပေါ်မှာပဲပြီးညမ်းပြီးဖြစ်နေတာ။ အဲ့တော့ဒီဓာတ်တွေပေါ်မှာမိញံမိဖြစ်နေတဲ့ရုပ်အစုဝေရှိနေတဲ့တတ္တဝါမို့လို့ရုပ်အစုဝေရှိတဲ့သူတတ္တဝါရုပ်အစုဝေတစ်ခုတည်းနဲ့နေမရှိဘူးမကအောင်နောက်ထပ်သူကဝေဒနာဆိုရဲခံစားတတ်တဲ့စိတ်ဆိုးတတ်တဲ့စိတ်စားတတ်တဲ့စိတ်ကောက်တတ်တယ်အဲ့တော့မြမာကြီးပဲဖြစ်ဖြစ်ဖန်ဆင်းရှင်တူပဲဖြစ်စီသူတို့ရဲ့စံစာတွေအလုံးကိုဖတ်လိုက်မယ်ဆိုရင်စိတ်ဆိုးတာတွေစိတ်စားတာတွေစိတ်ကောက်တာတွေရှိနေတဲ့အတွက်သူ့မှာခံစားတတ်တဲ့ဝေဒနာရှိတယ် ပြီးတော့သူတို့မှမှတ်သားတတ်တယ်အဲ့ဒီခံစားချက်ကိုပဲဘယ်တရဝါတွေကတော့ငါစကားနားမထောင်ဘူးအချိန်တိုင်းဒီကောက်ကိုငါဘာလုပ်မယ်ဆိုတော့မှတ်သားထားတဲ့တညာတွေရှိတယ်ရုပ်ဝေဒနာတညာသင်္ခါရပြုတ်ပြီးစီရင်တဲ့သဘောဒီကောက်ကိုဒီလိုမကျေနပ်ဘူးငါဒီလိုလုပ်ပြမယ်ဟိုလိုလုပ်ပြမယ်ဆိုတော့စေစော်တဲ့သဘောတရားတွေရှိနေတယ်သင်္ခါရဝိညာဉ်သင်္ခါရဝိညာဉ်အပြင်ကိုဝိညာဏဝိညာဉ်ဆိုတဲ့နောက်တဲ့ခန္ဓာ၅ပါးရဲ့နောက်ဆုံးဝိညာဉ်ဝိညာဏခန္ဓာဆိုတာကတော့ပညာဝိညာဉ်ဝိညာဏဆိုအထူးတည်သွားတာပညာတွေ တည်တည်မှုန်မှုန်လေးတွေကိုငါဘယ်လိုဖန်ဆင်းမလဲဟလာကားဆိုရင်လည်းငါတို့ဘယ်လိုတီထွင်မလဲဘယ်လိုဖန်ဆင်းမလဲဆိုတော့အဲ့ဒါဝိညာဉ်နဲ့ခန္ဓာဖုတ်တလုံးကိုငါတို့ဘယ်လိုဖန်တီးမလဲဆိုတော့အဲ့ဒီတော့ဒီလိုဖန်ဆင်းရှင်ကြီးတဦးကအစစရရအလွန်မတန်မှတိတ်မွေးတယ်နူးညံ့တဲ့အရာတွေကိုဖန်ဆင်းထားတယ်ဆိုတာဒီဝိညာဉ်နဲ့ခန္ဓာအဲ့တော့ခန္ဓာ၅ပါးရှိပြီဆိုရင်တတ္တဝါလို့ပြည်ညက်တယ်ရသော်ဗျာကအဲ့ဒီတတ္တဝါလို့ပြည်ညက်လိုက်တဲ့အရာဒီမှန်သမျှဒီအဲ့ဒီခန္ဓာ၅ပါးဒီတည်မြဲနေတဲ့အရာခိုင်မြဲနေတဲ့အရာဘယ်ပုံဘယ်ဌာနလောကကြီးထဲမှာဘယ်နေရာမှမရှိဘူး အဲ့ဒီအရာဒီဖြစ်ချင်းသဘောရှိတယ်အเจ้าကိုမိပြီးဖြစ်တယ်ချုပ်ချင်းသဘောရှိတယ်အထက်ဘဝမှာနေတဲ့မြမကြီးစီအဲ့ဒီခန္ဓာ၅ပါးရှိတဲ့မြမကြီးစီဘလောက်အသက်ရှိသလဲလို့မြင်လို့ရှိရင်ဟောဒီလောကကြီးအနန္တလောကကြီးဩဃသာလောကတတ္တလောကဆိုတဲ့ဟောဒီလောကဂျိုဒီနက္ခတ်ဒီလာဒီနေဒီပါဝင်နေလောကကြီး အချိန်မောင်း၈000တော့ပျက်စီးတာကိုမြင်နေနိုင်တဲ့ခန္ဓာ၅ပါးပိုင်ရှင်သူကလုံးဝအဲ့ဒီအဲ့ဒီခန္ဓာ၅ပါးသည်အဲ့ဒီလောက်ထိခိုင်မြဲတယ်တတ်ဆိုးရှိတယ် ပိုက်ရှင်ပေါ့အဲ့ဒီပိုက်ရှင်တော့မှကဘာ၈တောင်းပြည်ရင်ပျက်စီးသွားတယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားရဲ့သာသနာမှာခန္ဓာ၅ပါးသည် အကြောင်းကိုမှီပြီးဖြစ်တယ်ချုပ်ခြင်းသဘောရှိတယ်ပြက်ခြင်းသဘောရှိတယ်ပြက်ဆဲခြင်းသဘောရှိတယ်ဒါကြောင့်မလို့တတဝါတဦးကတတဝါအများကိုဖန်ဆင်းခြင်းလောကကိုဖန်ဆင်းခြင်းဆိုတာအယူဝါဒသည်ဗုဒ္ဓအယူဝါဒမှာလုံးလုံးမရှိဘူးလောကကိုစိတ်တရားဥဆောင်တာမှုလို့ ဒီအလွန်မတန်တကူကြီးတဲ့လောကဓာတ်တစ်ထောင်လောက်ကိုအစိုးရတဲ့မဟာမြမာကြီးကသူ့စိတ်အကြံပေါ်တိုင်းမှာလောကကြီးကပြောင်းလဲသွားတယ်ဖြစ်စဉ်တွေအများအားပြောင်းလဲသွားတယ်သူ့ရဲ့စိတ်အကြံကြောင့်ပြောင်းလဲတယ်သူ့ရဲ့စိတ်ဆွမ်းအားကြောင့်လောကကြီးပြောင်းလဲသွားတယ်အဲ့ဒါဒီသူ့ရဲ့စိတ်ဆွမ်းအားကြောင့်ဖြစ်တာသူကဖန်ဆင်းတယ်လို့သူ့ကိုယ်သူထင်သွားတယ်အဲ့တော့လောကကြီးထဲမှာလူတရားတွေရဲ့စိတ်တည်ဒီအကုသို့ဒုစရိုက်တွေအညံ့တက်တွေများလာရင်လောကကြီးမှာဖောက်ပြန်လာတယ်ပျက်စီးလာတယ်ကဆိုးတွေကျလာတယ် လောကကြီးမှာအလေလက်ဓာတ်တွေရှိလို့ရှင်လောကကြီးအကုသိုလ်တွေနည်းသွားတဲ့ခါမှာလောကကြီးဖောက်ပြန်မှုလေးတွေအဲ့တော့ဒီသဘောတရားတွေရှိဒီသဘောတရားတွေကိုကြည်ကြည်ပြတ်ပြတ်ပြောဖို့ဆိုတာတော့မလွယ်ဘူးသို့တော့အခုနဟိန္ဒူဝါဒသည်ဗုဒ္ဓဘာသာနဲ့တူသလားလို့မေးလို့ရှင်အခြေခံဓာတ်တွေကိုအခုနအညံ့ဓာတ်တွေအလေလက်ဓာတ်တွေအမြင့်ဓာတ်တွေကိုလှုပ်ဆောင်တဲ့နေရာမှာဘာသာအလုံးကြီးတချို့တွေတူတယ်တချို့တွေမတူဘူး တူတလူလူလည်းရှိတယ်မတူတလူလူလည်းရှိတယ်သို့တော့ဒီတန်အားလုံးကိုဖျက်ဆီးတဲ့တရားသည်ဗုဒ္ဓဘာသာမှလွီဘယ်ဘာသာမှမရှိဘူးအဲ့တော့အခြေခံအယူအဆကိုပြန်ကြည့်မယ်ဆိုရင်လည်းတတ္တဝါအယူအဆနဲ့ပတ်သက်လို့ရှိရင်လည်းခန္ဓာ၅ပါးကိုမြတ်စွာဘုရားကတတ္တဝါလို့ပြညတ်တယ်။အခြားသောဘာသာတွေအကုန်လုံးကအတ္တသည်တတ္တဝါလို့ပြညတ်တယ်။အဲ့တော့ပြညတ်ပုံပြညတ်ခြင်းမတူဘူးဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာသည်ဘယ်ဘာသာနဲ့မှလုံးလုံးမတူတဲ့ဘာသာလို့နားလည်ထားပါနော်။